မင်္ဂလာပါရှင်။မတော်မီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။မြန်မာနိုင်ငံမှာမလာ၂၈ရက်နေ့ကအင်အား9တသက်မှ9မကန်နေကျအစဉ်ရှိရယ်။နေရင်ကြီးတစ်ခုနဲ့အတူနောက်ဆက်တွဲငရင်တွေလှုပ်ခတ်ခဲ့ပါတယ်။အရင်နေရင်နဲ့ပတ်သက်ပြီးတော့ထိခိုက်ပျက်စီးမှုဘလောက်ထိရှိလာနိုင်တယ်လဲဆိုတဲ့အချက်နဲ့နေရင်ကထောက်လို့တဲ့ပောက်ကွဲမှုအင်အားချင်းနဲ့ force ကနျူကလ িয়ার ပုံးပန်နယ်လုံးရဲ့ပောက်ကွဲမှုနဲ့ညီမျှတယ်ဆိုတာကိုဒီဥဒံပိုင်းထဲမှာပြောပြပေးတော့မှာဖြစ်ပါတယ်။ ဒီစီစဉ်လေးမစတင်ခင်မှာတော့ Mota Media Channel ကို Subscribe နဲ့ Like and Share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရင်မြန်မာနိုင်ငံမှာပြီးခဲ့တဲ့မလ28ရက်နေ့ကအင်အားပြင်းငရင်လှုပ်ခဲခဲ့ပြီးလူပေါင်းရာထောင်ကြီးတေဆုံးတရာရခဲ့တယ်လို့ကြီးမားတဲ့ထိခိုက်ပျက်စီးမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။ဒါပြင်နောက်ဆက်တွဲငရင်တွေထပ်မံလှုပ်ခဲနိုင်တယ်လို့သတိပေးချက်တွေလည်းရှိနေပါတယ်။ မလာ28ရက်နေ့တုန်းကမြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးဘက်ကိုပဟိုပြုတ်ပြီးတော့ပြင်ရ9တသက်မှ9မကန်နီကျူအစင်ရှိရဲ့ငရင်ကြီးတစ်ခုနဲ့နောက်ဆက်တွဲငရင်ငယ်တွေလည်းထပ်မံလှုပ်ခတ်ခဲ့ရာတမိုင်းဝင်အစအဦးတွေအိုးအိမ်တွေတတားတွေလမ်းတွေစာတင်ကျောင်းတွေဖုံးတော်ကြီးကျောင်းတွေဂျီဒီပထိုးတွေထိခိုက်ပျက်စီးခဲ့ရပါတယ်မြန်မာနိုင်ငံမှာ2025ခုနှစ်မလာ28ရက်နေ့ကအင်အားပြင်းငရင်လှုပ်ခတ်ခဲ့ရာ အများအပြားထိခိုက်သေးဆုံးခဲ့တယ်လို့သိရပါတယ်။နလ28ရက်နေ့ကနေ့လယ်12နာရီမိနစ်50ဝန်းကျင်ကကစကိုင်းတိုင်းဒေသကြီးအနောက်မြောက်ဘက်အရက်ဒေသရဲ့မြေအောက်အနေချောင်းမိုင်ကိုဗဟိုပြုကခနိတတမခနိမကန်နေကျူအစင်ရှိရဲ့ငရင်ကြီးတစ်ခုအပြင်ပြင်ရ6တတမခနိမကန်နေကျူအစင်ရှိရဲ့ငရင်နဲ့နောက်ဆက်တွဲငရင်ငယ်တွေလှုပ်ခဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီငရင်လှုပ်ခဲမှုကြောင့်တံတားတွေလမ်းတွေအိုးအိမ်တွေဖုံးစည်းကြောင်းတွေ ဇေဒီပထိုးတွေအဆောက်အဦတွေဆိုးရွားစွာထိခိုက်ပျက်စီးခဲ့ရပြီးောငရေတံကိုအထူးကတွေ့ကြုံခန်းစားခဲ့ရတဲ့မျိုးနယ်၆ခုကိုအရေးပေါ်အခြေအနေကြေညာထားရတယ်လို့သိရပါတယ်။ American အခြေဆိုင်ဘူမိဗေဒစစ်တမ်း USGS အဖွဲ့ကလူတန်းချော်နေထိုင်ရာမြန်မာနိုင်ငံအလဲပိုင်းမန္တလေးမြို့အနီးမှာငရင်ဗဟိုချက်ကိုတွေ့ရှိရပြီးအသေးအပြောင်းနဲ့ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်နိုင်ခြေရှိပြီး တဘာဝဘေးအနေရဲ့ပြောင်းလဲနိုင်ွယ်ရှိရလို့သုံးသပ်ဖော်ပြထားပါတယ်။ဒါအပြင် USGS မှခွဲကျန်းစိတ်ဖြာမှုအရာအဲ့ဒီအင်အားပြင်းငရင်နဲ့နောက်ဆက်တွဲငရင်တွေကြောင့်မြန်မာနိုင်ငံမှာထိခိုက်ပျက်စီးဒဏ်ရာရသူအရေအတွက်ဟာလူဦးရေတထောင်မှတသိန်းအတွင်းမြင့်တက်လာနိုင်ွယ်ရှိနေပါတယ်။ USGS အဖွဲ့ကအဲ့ဒီငရင်ကြောင့်ထိခိုက်ပျက်စီးမှုတွေနဲ့ငွေကြေးဆုံးရှုံးမှုစုစုပေါင်းဒေါ်လာတန်ပေါင်းတောင်းနေချေရှိလာနိုင်ပြီးတော့ မြန်မာနိုင်ငံရဲ့ GDP ကိုကျော်လွန်သွားနိုင်ကြောင်းသတိပေးထားပါတယ်။အဲဒီဒေတာမှာ1956ခုနှစ်ကလည်းအင်အားပြည့်ငရင်လှုပ်ခတ်ခဲ့ဘူးပေမဲ့ထိခိုက်သေးဆုံးသူအရှိတွက်ဟာအခုလိုမျိုးများပြားတာမျိုးမရှိခဲ့ပေမယ့်လက်ရှိချိန်မှာတော့ငရင်လှုပ်ခတ်မှုဖြစ်ပွားရာဒေတာမှာလူနေမှုသိသေးလာတဲ့အပြင်တမ်မလီကွန်ကရစ်တစ်သားအုပ်စတဲ့ဒိုးတွေရှိတဲ့အဆောက်အဦတွေစောက်လုပ်တဲ့အဆောက်အဦတွေပုံမှန်များပြားလာတဲ့အတွက်ငရင်လှုပ်ခတ်ချိန်မှာအဲ့ဒီအဆောက်အဦတွေ ိတာပိတ်မိတာတွေကြောင့်လူတည်ဆုံးမှုမြင့်တက်လာတာမျိုးဖြစ်တယ်လို့ငရင်ပညာရှင်တွေကဖော်ပြထားပါတယ်။1956ခုနှစ်ကအဲဒီသခိုင်းတိုင်းနဲ့မန္တလေးတိုင်းဒေသကြီးတွေမှာအင်အားပြင်းရန်လှုပ်ခတ်ခဲ့ပြီးမိထိခိုက်ဒေဆုံးမှုအရှိအတွေ့အခုလိုမျိုးများပြားခြင်းမရှိခဲ့ပေ။ထိုစဉ်အချိန်ကအခိုင်အမာစောက်ထားတဲ့အစာအုပ်တွေမရှိတယ်လို့လူဦးရေတိတ်သိမှုကလည်းနေပါခဲ့တယ်ဆိုပြီးတော့ငရင်ပညာရှင်တွေကပြောပါတယ်။ USGS အဖွဲ့ရဲ့သုံးသက်ဖော်ပြချက်အရမလ28ရက်နေ့ကလှုပ်ခဲခဲ့တဲ့ငရင်ကြောင့်မြန်မာနိုင်ငံရဲ့စီးပွားရေးထိခိုက်ရွယ်ရှိနေပြီးတော့နိုင်ငံ GDP ရဲ့80ရာခိုင်နှုန်းကျော်သို့မဟုတ် American Dollar 100ဘီလီယံဝန်းကျင်ပျက်စီးဆုံးရှုံးရွယ်ရှိနေပါတယ်။မလ28ရက်နေ့ကလှုပ်ခဲခဲ့တဲ့ငရင်ဟာ1932ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံအတွင်းလှုပ်ခဲခဲ့တဲ့ငရင်တွေထဲမှာအင်အားအပြင်းဆုံးငရင်တစ်ခုဖြစ်ခဲ့ပြီးတော့ နရင်ဘဟုကျက်ကနေမိုင်ပေါင်း932မိုင်အတွင်းအင်အားပြည့်ငွေရှင်တွေလှုပ်ခတ်တရားမှုတွေရှိခဲ့တာမိုင်ပေါင်း600အကွာဝေးရှိထိုင်းနိုင်ငံဘန်ကောက်မြို့မှာလည်းအစာအုပ်တွေပြိုကျမှုတွေဖြစ်ပွားခဲ့တယ်လို့ American အခြေစိုက် USGS အဖွဲ့ကဖော်ပြထားပါတယ်မလ28ရက်နေ့နေ့လယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငွေရှင်ဟာအာရှတိုက်ဒေသအတွင်းမှာလှုပ်ခတ်ခဲ့ပူတဲ့အရင်တွေအနက်ပြင်ရအများဆုံးငွေရှင်တွေတဲမှာပြင်စမမြောက်ပြင်ရအများဆုံးငွေရှင်ဖြစ်ခဲ့ပါတယ် မလ28ရက်နေ့ကမန္တလေးနဲ့စကိုင်းတိုင်းဒေသကြီးတို့ဗဟိုပြုတဲ့အင်အားပြင်းငရင်ကြီးလှောက်ခဲခဲ့ပြီးနောက်နောက်ဆက်တွဲငရင်ငယ်တွေဇက်တိုက်လှောက်ခဲခဲ့ပြီးပြင်အားတိတ်မကန်နီတူအစင်ကနေပြင်အားခွနိမကန်နီတူအတွင်းရှိ ငရင်ငယ်ပေါင်း169စိန်ထပ်မံလှောက်ခဲခဲ့တယ်လို့ထိုင်းနိုင်ငံဘူမိပေတာဌာနကဖော်ပြထားပါတယ်။ထိုင်းဘူမိပေတာဌာနရဲ့ဖော်ပြချက်အရမလ28ရက်နေ့ကနေ့လယ်ပိုင်းကအင်အားပြင်းငရင်လှောက်ခဲခဲ့ပြီးနောက်ပိုင်း မလ30ရက်နေ့ထိထိုင်းနိုင်ငံမှာလည်းငရင်ငယ်အရေအတွက်အကြိမ်ပေါင်း169ကြိမ်လှုပ်ခတ်ခဲ့ပြီးတိမကန်နီကျူကနေနှစ်တသက်မှ6မကန်နီကျူအစဉ်ရှိရဲ့နောက်ဆက်တွဲငရင်ငယ်အကြိမ်ရေအတွက်53ကြိမ်3မကန်နီကျူအစဉ်ကနေ3တသက်မှ6မကန်နီကျူအစဉ်ရှိရဲ့ငရင်ငယ်အကြိမ်အရေအတွက်89ကြိမ်4မကန်နီကျူကနေ4တသက်မှ6မကန်နီကျူအစဉ်ရှိရဲ့ငရင်ငယ်အကြိမ်အရေအတွက်40 ငါးမက္ကနီကျူကလည်းငါးတသမ6မက္ကနီကျူအစင်ရှိရဲ့နောက်ဆက်တွဲငရင်ငယ်6ကျိန်ခွနင်းမက္ကနီကျူအစင်ရှိရဲ့ငရင်နောက်ဆက်တွဲငရင်ငယ်တွေလှုပ်ခဲခဲ့တယ်လို့ဖော်ပြထားပါတယ်။မလ20ရှိရဲ့နေ့ကစကိုင်းနဲ့မန္တလေးမြို့တွေကိုပဟိုပြုတ်ပြီးအင်အားပြင်းငရင်လှုပ်ခဲခဲ့ပြီးနောက်တရက်အတွင်းမှာပဲမြန်မာနိုင်ငံမှာလည်းအင်အားပြင်းငရင်ငယ်အ ਨੇ ဆုံး10ကျိန်ထက်မနည်းထပ်မံလှုပ်ခဲခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမိုးလေဝသဌာနကလည်း မလ28ရက်နေ့ကမြန်မာနိုင်ငံမှာအင်အား9တသက်မှ9မက်ကနီကျူအဆင့်ရှိရဲ့မရင်လှုပ်ခတ်ခဲ့ပြီးနောက်မရင်ငယ်တွေဆက်လက်လှုပ်ခတ်ခဲ့ပြီးမလ30ရက်နေ့အထိအင်အား2တသက်မှ10မက်ကနီကျူကနေအင်အား9တသက်မှ9မက်ကနီကျူအဆင့်ရှိရဲ့မရင်ငယ်ပေါင်းအနည်းဆုံး36ကြိမ်လှုပ်ခတ်ခဲ့လို့ဆိုပါတယ်မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငရင်ဟာသောက်ဒူလာနှစ်ခုတစ်ခုနဲ့တစ်ခုရုတ်တရက်ဖြတ်ပြီးရွေးရှားပွတ်တိုင်မှုကြောင့်ဖြစ်တယ်လို့ ဘူမိဗေဒပညာရှင်တွေပြောတယ်စလင်းစတိုင်းငရင်ဖြစ်ပါတယ် University College London မှာဘူမိယူပဗေဒနဲ့ရာသီဥတုဘေးရန်ရဲ့ဆိုင်ရာကုန်တိုးဆောင်ပမောက်ခပေးမှတ်ခွန်းရကမြန်မာဟာကမ္ဘာမှာငရင်လှုံ့ဆော်မှုတွေအရှိဆုံးနိုင်ငံတွေရဲ့ကတခုဖြစ်တာကြောင့်ဒီငရင်ဟာအင်အားတင့်စရာတော့မဟုတ်ပါဘူးဒီငရင်ကလူနေများတဲ့ဧရိယာတွေအနီးအနားမှာမြောက်တောင်ဖြတ်တန်းတည်ရှိနေတဲ့ကျောက်တူလာနှစ်ခုကြောင့်နေတက်မြင့်အဖြစ်ရှိတဲ့စကိုင်းပြည့်၍ကျောပေါ်မှာဖြတ်သွားခဲ့ရပါဆိုပြီးတော့ သုံးသက်ပြောဆိုထားပါတယ်။မြန်မာနိုင်ငံမှာမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငွေရှင်ကထုတ်လုပ်တဲ့ energy ဟာနျူကလ িয়ার ဘုံ334လုံးကထုတ်လုပ်တဲ့ energy နဲ့ညီမျှတယ်လို့လည်းအမေရိကန်နိုင်ငံအခြေဆိုင်ဘူမိဗေဒပညာရှင်တဦးကသုံးသက်ပြောဆိုထားပါတယ်။ CMM သတင်းဌာနကအမေရိကန်နိုင်ငံအခြေစိုက်ဘူမိဗေဒပညာရှင်တဦးဖြစ်တဲ့ဂျက်ဖုန်းနစ်ကမြန်မာနိုင်ငံမှာမလ28ရက်နေ့ နေ့လယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငရင်ရဲ့ energy နဲ့ force ကနျူကလ িয়ার ဘုံအလုံးကြီး300ကျော်ပောက်ကွဲအားရဲ့ energy နဲ့ force နဲ့ညီမျှတယ်ဆိုပြီးတော့သုံးသက်ပြောဆိုထားလို့ဖော်ပြထားပါတယ်။ American နိုင်ငံအခြေစိုက်ဘူမိဗေဒပညာရှင်တဦး Jeff Phoenix ကတော့မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငရင်ရဲ့ energy နဲ့ force ကနျူကလ িয়ার ဘုံ334လုံးရဲ့ပောက်ကွဲအားနဲ့ညီမျှတယ်။မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငရင်ဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကိုပုံမှုဆိုးရွားလာပွဲရှိနေပါတယ်။အခက်အခဲတွေကိုလည်းပုံမှုဖြစ်လာပွဲရှိနေပါတယ်ဆိုပြီးတော့ပြောပါတယ်။အမေရိကန်နိုင်ငံအခြေဆိုင်ဘူမိဗေဒပညာရှင်တဦးဂျက်ဖုန်းနဲ့ကအဲ့ဒီပညာခွင့်တက်မှခွင့်နှမကန်နီကျူအစင်ရှိရဲ့ငရင်ကြောင့်ဒေတာတွေမှာငရင်တွေလည်းထက်မှန်လှုပ်ကက်လာပွဲရှိနေပြီးတော့နာမည်လာတွေအတွင်းမှာလည်းငရင်ငယ်တွေထက်မှန်လှုပ်ကက်လာပွဲရှိရလို့သတိပေးထားပါတယ်။ငရင်လှုပ်ကက်ခဲ့ပြီးနောက်အပြည့်စည်းတွေကြားပိတ်မိနေတဲ့သူတွေကို ရှောက်ပေကယ်ဆယ်မှုတွေလှုပ်ဆောင်နေပြီပြည်တွင်းရှောက်ပေကယ်ဆယ်အဖွဲ့တွေအပြင်ရုရှားတရုတ်အပါအဝင်နိုင်ငံတကာကရှောက်ပေကယ်ဆယ်အဖွဲ့တွေလည်းဝမ်းမှုကူညီပေးတာတွေရှိနေတယ်လို့သိရပါတယ်မလ28ရက်နေ့ကမြန်မာနိုင်ငံကိုဗဟိုပြုလှုပ်ခဲခဲ့တဲ့အရှင်ဟာထိုင်းတရုတ်အိန္ဒိယဘင်္ဂလားဒေ့ရှ်လာအိုနိုင်ငံတို့လည်းတရောက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်မလ28ရက်နေ့ကမြန်မာနိုင်ငံမှာလှုပ်ခဲခဲ့တဲ့အရှင်ဟာသကိုင်းပြည့်ပြည့်ကျော်ငရင်နဲ့ဆက်နွယ်နေရလို့ဆိုကြပါတယ် သကိုင်းပြည့်ရည်ကျော်ဟာမြန်မာနိုင်ငံမှာတည်ရှိနေတဲ့အတိတ်ကပြည့်ရည်ကျော်တစ်ခုဖြစ်ပြီးရောငရင်ပြည့်ရည်ကျော်ဟာစွန်တာကျောက်တုလွာနဲ့အိန္ဒိယကျောက်တုလွာအကြားဖြစ်ပေါ်တည်ရှိနေတဲ့ပြည့်ရည်ကျော်ဖြစ်တယ်လို့သတင်းဆက်လက်တွေကိုစုစည်းဖော်ပြတယ်။ Wikipedia website ကဖော်ပြထားပါတယ်။အဲဒီသကိုင်းပြည့်ရည်ကျော်ဟာမန္တလေးရမဲတင်ပြည်မနာ နေပြည်တော်တောင်ကုန်းနဲ့ဘကိုးရုတ်ကို ဖြတ်တန်းလျက်တည်ရှိကအရှေအာပြင်1900ကီလိုမီတာရှိပါတယ်။ ။သကိုင်းပြည့်ပြည့်ကျော်ဟာကပလီကန်လွန်ကနေစတင်ခဲ့ကမြန်မာနိုင်ငံအလဲပိုင်းဒေသထိဖြစ်ပြီးအဲ့ဒီပြည့်ပြည့်ကျော်ဟာအရှိဘက်ကလျက်ရှိရဲ့ရှမ်းပြည့်ရွေးငံနဲ့နှိုင်းစာရင်၎င်းရဲ့အလျားတခြားမှာမြေမျက်နှာအတွင်ပြင်အရာတောင်ကုန်းတောင်တန်းထုတ်ထမ်းမှုနေပါတယ်။ရွေးရှားနှုန်းနဲ့အရွေအိန္ဒိယစွန်တာကြောက်ချက်လွာခြင်းနှစ်ခုရဲ့အကြားရှိစုစုပေါင်းရွေးရှားနှုန်းဟာတနေ့ကို35မီလီမီတာဖြစ်ပြီးအဲ့ဒီတည်းမှ18မီလီမီတာဟာဂျော်ဒုကရရှိရဲ့အချက်လက်တွေအရာ စကိုင်းပြည့်ရကျော်မှဖြစ်ပေါ်နေရကို တွေ့ရပါတယ်။ပြည့်ရကျော်ရဲ့အရွယ်ဟာ360ကီလိုမီတာမှ400ကီလိုမီတာအကြားရှိရလို့ခန့်မှန်းကြပါမိမယ်။အများဆုံးအရွယ်က100ကီလိုမီတာကန့်ရှိပါရဲ့ရှင်။